စင်လီမင်းရွယ်ထုံးကိုတတိထားဖို့မြင်းမြက်ကိုတတိပေးလိုက်တဲ့အခါတော့စင်လီမောင်နဲ့ မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်ကြောင်းရလေးကတော့ဆယ်လီမင်းရဲ့ထုံးကိုတရီထားဖို့မင်းသားမြင့်မြတ်ကိုတရီပေးလိုက်တဲ့အမေရိကကခေါရိုဇနီးမောင်နှံကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဆယ်လီမင်းရဲ့ထုံးကိုဆီကတော့ဆိုရှယ်မီဒီယာမှာသမောင်းရဲ့ဟာတာပုံစံဗီဒီယိုလေးနဲ့နာမည်ကြီးသူဖြစ်ပြီးလက်ရှိအချိန်မှာတော့ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်တရုပ်ဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်လက်ရှိဆိုရှယ်မီဒီယာမှာနာမည်ကြီးနေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကတော့ဆယ်လီမင်းရဲ့ထုံးနဲ့ကယ်ဒမီမင်းသားတလဲဖြစ်တဲ့မင်းသားမြင့်မြတ်တို့အတူတူတွဲကတက်တော့ဆော့ထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပြီး ် DVO ဖိုင်ထဲမှာမင်းသားမြင့်မြတ်ကသူ့ရဲ့အောက်ပိုင်းကိုပုတ်ပြလိုက်တဲ့အမူအရာတစ်ခုကချိုးပရိသတ်တွေကြားမှာဝေဖန်စရာတွေဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။မင်းသားမြင့်မြတ်နဲ့အခုလိုတက်တော်ဆော့ထားတဲ့ VO ဖိုင်ကိုဆယ်လီမင်းရဲ့ထုံးကလိုင်းပေါ်ကိုဟာတာတွေနဲ့တင်လာခဲ့တာဖြစ်ပြီး DVO ဖိုင်နဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံတွေခေါင်းတော်လင်များနှစ်ယောက်ကမင်းသားမြင့်မြတ်ကိုအကယ်ဒမီမင်းသားတလက်ဆိုတဲ့ဂုံပုံးနဲ့အညီနေထိုင်တဲ့ကြောင်းနဲ့အချို့ဆယ်လီတွေကသူတို့နာမည်ကြီးဖို့အတွက်ဟိုမင်းသားနဲ့တက်တော်ကက်ဆော့ဒီမင်းသားနဲ့တက်တော်ကက်ဆော့နောက်ဆုံးကတော့အောင်မြင်တဲ့မင်းသားကိုအရင်ပြုပြီးသူတို့နာမည်ကြီး ဖို့သာတုံးချနေတာဖြစ်ကြောင်းဒါကိုတတိထားဖို့လိုကြောင်းမြင့်မြတ်ကိုခုလိုထောက်ပြပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ကွန်မြင့်မြတ်ကကျွန်တော်ထက်အများကြီးကြီးပါတယ်။ ကျွန်တော်ကိုရိုင်းသူ့ရဲ့စကားတွေအများကြီးအားပေးခဲ့တဲ့သူတယောက်ပါသူ့ရဲ့မြေစာကားဆိုရင်ကျွန်တော်တို့အမေရိကကနေတောင်မှကြည်ကျင်နေကြတာပါဒါပေမဲ့ဟိုနေ့မှဗီဒီယိုတစ်ခုတစ်တော်ဆော့လိုက်တာပေါ့နော်သူ့ရဲ့အားပိုင်းကိုပုတ်ပြတဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်တွေ့လိုက်တယ်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်ကဒါမျိုးပြုမှုကမသင့်တော်မလို့တင်ဘူးလို့ပြောလိုက်မိတယ်ကျွန်တော်မြန်မာပြည်မှာရှိနေရင်လည်းကိုမြင့်မြတ်ဓာကမလို့တင်ဘူးလို့ကျွန်တော်ပြောမှရှေ့မှာဒဲသွားပြီးတော့ပြောမှဘာလို့လဲဆိုရင်ကိုကနိုင်ငံကျော်မင်းသားလေးဖြစ်နေတယ်ကိုကအကယ်ဒမီတက်ဝေမင်းသားလေးဖြစ်တယ်အခုပြိတ်သက်ဆိုရင်လည်းသူ့ကိုအများကြီးအားပေးကြတယ် အတွက်လှုပ်တင်မလှုပ်တင်စဉ်းစားရတယ်အချို့ Facebook Celebrity တွေကသူတို့ follower တက်ချင်တယ်သူတို့နာမည်ကြီးချင်တယ်အဲ့တော့မင်းသားတွေမင်းသမီးတွေကိုသူတို့ဖားရပြီးတော့အကိုရဲ့တက်တော်လေးအတူဆော့မေဘာညာပြောလိမ့်မယ်အဲ့ဒါကိုကိုကအားနာပြီးတော့ဆော့လိုက်တယ်ဆိုရင်ကိုရဲ့ပုံရိပ်ကြဆင်းပါတယ်တာဝန်တတိထားတယ်မှာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေရာကနေတတိပေးလိုက်ပါတယ်ဆိုတာထောက်ပြပြောဆိုခဲ့တာပဲဖြစ်ပါတယ် ပြည်သက်တရားရင်အမေရိကန်ခါဦးလိုဆောင်တွေရဲ့ထောက်ပြပြောဆိုမှုကိုလက်ခံခဲ့ကြပြီးအမှုပညာစင်ဆိုတာပြည်သူတွေရဲ့စံပြပုဂ္ဂိုလ်ဆိုလည်းမမှားပါဘူး။ကိုလည်းသူရိုက်ထားတဲ့ TikTok ကိုတွေးပြီးတော့အံ့ဩသွားရတယ်။လူသားတယောက်အနေနဲ့လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ TikTok လိုကလေးလူကြီးမရွေးသုံးနေကြည့်နေတဲ့နေရာမှာသူစင်ချင်းတက်ရမှာပါ။ online ဆယ်ရီတွေကသူတို့နာမည်ကြည့်ကြလို့မြောက်ပေးတိုင်းသူကအဟုတ်ထင်နေတာ။ကိုရိုနဲ့ကွန်မြူနတီဖို့ကိုယ့်ရဲ့ email ကိုလည်းထိခိုက်တယ်။တွေးရိုက်တဲ့ online ဆယ်ရီကတော့သူ့လိုချင်တာရှာသွားတာပေါ့။သူသာဆဲခံလိုက်ရတာစသဖြင့်ဝင်ရောက်ပြော ဆိုခဲ့ကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအွန်လိုင်းဆယ်ရီတွေကနာမည်ကြီးမင်းသားတွေကိုတုံးချကနာမည်ကြီးမှုရှာနေကြတယ်ဆိုတဲ့အမေရိကန်ကခါအုပ်တော်လင်းမယားရဲ့ထောက်ပြပြောဆိုချက်ကိုလက်ခံရလားဆိုတာကွန်မန်မှာပြောသွားပေးခဲ့ပါအောင်ရှင်။အပင်နာဆင်ခဲ့ကြတဲ့တွေအလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ရီတွေနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တမေ့ကြပါနဲ့အောင်ရှင်။အပင်နာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေ့ကြပါစေရှင်။